မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေသ39ဘာနက်စွာအကွက်ချကြံပါသဘောတရားအမြတ်တော်သားကြည်ပြီးစိတ်ခံစားချက်ပြင်းထန်တာကဘယ်တော့မှမကောင်းပါဘူး ဒီစိတ်တွေနဲ့အလုံးလုံးရင်အများအပြင်းဖြစ်ချင်တာကတခြားဖြစ်လာတာကတလွဲတွေပဲဖြစ်သွားတတ်ပါရဲ့။ဒါကြောင့်စိတ်ခံစားချက်တွေကို အမြဲတမ်းထိန်းချုပ်တာပါ။ဒါပေမဲ့ရန်သူကိုဒေါသထွက်ရန်ကားအောင်စွာပြီးပြီးအပိုင်ကြံလို့ရရည်။ရန်သူကိုတည်ငြိမ်ခွင့်မပေးပါနဲ့။သူတို့ရဲ့စိတ်ခံစားချက်တွေကိုစွာပေးပြီးအားနည်းချက်တွေ ဖော်ထုတ်ပါ။ရွာစီထိုးနေတဲ့သူတို့ရဲ့အခြေအနေကို အခွင့်ကောင်းယူပြီးဘာနဲ့စွာအကွက်ချအပိုင်ကြံပါ။ နေစဉ်တပတ်သားအပေါ်မလိုမုန်းထားစိတ်နဲ့ဒေါသတကြီးပြောဆိုတတ်ပြီးအမုန်းတရားကိုဖုံးကွယ်ထားခြင်းအလင်းမရှိပဲအပြောကိုလည်းမစင်ခြင်းအမောရာကိုလည်းမပြူပြင်းသူဟာအန်ဒရယ်အထီးပင်နယ်ရဲ့ရှိတဲ့အရက်ကိုအိုတီသွားနေသူနဲ့ပမာတူပြီးယူမယာပြည့်ရဲ့ဖြူပွဲရာနှင့် အလုံးအောက်တန်းကြရာကြပါလိအပြောအားဖြင့်တော်၎င်းအပြူအမူအားဖြင့်တော်၎င်းဘဲတော်အခါမှာအမျက်ဒေါသထွက်သည့်ဟန်း ယုံမုံခါတီတီအမှုအရာတို့မရှိပါစေနှင့်မဖြစ်မနေလိုအပ်မှတာပြုမှုပါမိမိဤစိတ်ခံစားချက်တို့ဟာမလိုအပ်ပါဘဲထုံမပြတင်ပါချိန်သားကိုင်းမသာလင် ထုတ်ပေါ်ပါမှုကအကျိုးများ၏တရိစ္ဆာန်တို့ပင်လေလိုအပ်မှသာအစိတ်တင်သောအစွဲသွားတို့ဖြင့်ရန်သူတို့အားပြပီ၏အမြတ်တော်သားကြီးတဲ့သူတိုင်းကိုကြည်လိုက်ရင်မြေမကောင်းရှုမကောင်းစရာ ပုံစံပေါက်နေတတ်တယ် တို့မျက်နှာကဘယ်တော့မှအေဂျင်မှု မရှိပါဘူး။ဘာဖြစ်ဖြစ်ဆက်ဆက်တီမခံဖြစ်နေတတ်ကြတော့ဘာပဲလို့လို့အစင်ပြေတယ်လို့မရှိဘူး။စိတ်ရလို့မကြမှုတွေများပြီးတခုခုမှာသွားခင်ပုံကြီးချဲလို့မပေးနိုင်မစည်းနိုင်ကြပါဘူး။တို့အပေါ်ထိခိုက်မှုတစုံတရာဖြစ်လာခဲ့ရင် အရေးကိစ္စတိုင်းကိုဇက်ကြောရှည်ပြီးဇန်နာပြတတ်ကြရင်ဘာကိုမဆိုးပုံကိုရင်းနဲ့တွဲဖက်ပြီးအတင်းကရောဆွတ်ဆွဲရန်ကတတ်ကြရင် အရှက်မရှိမျက်နှာပြောင်တိုက်ပြီးအရွယ်တိုက်တဲ့ကြတယ်ရဲချင်းစရာကသူတို့အနေနဲ့အဲ့ဒီလိုမျိုးရန်ကားပြနိုင်ရင်ပဲအားလုံးအပေါ်အရှက်အင်းဝါရှိနေသလိုမျိုးအရှက်မရှိယူဆထားကြတာပါပဲစိတ်ချင်ပေါင်းလွယ်တိုင်းလူမရှိန်ပါဘူးဒေါသထွက်လွယ်တဲ့သူအနာလူမကတ်တာကကြောက်လို့ရှိန်လို့ လုံးဝမဟုတ်ပါအမြင်ကပ်ပြီးယုံမုံကြလို့ဖြစ်ပါရင်စိတ်တို့စိတ်ဆက်လွယ်တဲ့သူတွေကိုလူတွေကြောက်ကြတာကရိုသေကျွန်းုံလူရှိန်လို့လုံးဝမဟုတ်ပါဘူး မစင်မုံအနာဘယ်သူမှမကက်ချင်သလိုသွားရမှာယွန်ကြောက်သလိုမျိုးကြောက်ကြတာဖြစ်ပါလေအတန်ကြီးအတန်ကျဲနေလူရေပေါ်အုပ်ဆိုးလွမ်းမိုးနိုင်တိုင်းကိုကိုကိုအရှင်ယဝရှိလို့ဩဇာကြောင့်လို့အာနာပြနိုင်တယ်လို့မထင်ပါနဲ့လုံးဝမဟုတ်ပါဘူးနာမခံတာလို့တာငြိမ်နေကြတာဖြစ်ပါလေအမြတ်ဒေါသကြီးတာကလူမရှိပါဘူးလူဟန့်ယုံတာအကျိုးဖြစ်တာပါလေသာမှုမရနိုင်ပါဘူး စိတ်ခံစားချက်ကိုချုပ်တီးနိုင်စွမ်းအားနဲ့ရင်လူမုံများပါသည်ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်ဘယ်တော့မှစိတ်ခံစားချက်ရှည်တန်းတင်ပြီးမတုံ့ပြန်မိပါစေနဲ့စိတ်ခံစားချက်ကိုရှည်တန်းတင်ပြီးရင်စိတ်ပင်ပန်းသလိုလူပင်ပန်းရပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်မတူညီတဲ့ရှူထောင်းနဲ့အရင်ကြည့်တတ်အောင်စိတ်ဓာတ်ကိုပြုပြင်ပါ။အော်ဒါအာနာအရှိန်ဝါရရှိရေးအတွက်ရုန်းကန်နေရင်ဘယ်တော့မှပုဂ္ဂလထံမပါဝင်မိပါစေနဲ့။သူ့အကန့်နဲ့တူထားပါ။ပုဂ္ဂိုလ်ရေခံစားချက်တွေနဲ့တွဲဆက်မိသွားရင် ဖြစ်သမျှအကြောင်းကိစ္စတိုင်းကစိတ်တူဒေါသထွက်စရာတွေကြီးပဲဖြစ်နေပါလိမ့်မယ်။အလုံးနဲ့လူမှုရေးဌာနထားပါအချိန်မရွေးအကြောင်းမျိုးမျိုးကြောင့်ပြဿနာ ပရိပခါတွေဖြစ်လာတတ်ပါရီ။ကောင်းမှုအတွက်ပြဿနာတက်တာလည်းရှိသလိုသိုးတဲ့သိုးသွားစေနိုင်မယ်ပရိပခါတွေဖြစ်လာတာမျိုးလည်းရှိပါရီ။ပြဿနာပရိပခါတွေဘလို့ပဲဖြစ်လာပါစေစိတ်ကိုအကောင်းဆုံးဖြစ်အောင်ပြည်ညင်ညင်ထားလိုက်ပြီးမှအရင်ဆိုင်ဖြစ်ရှင်ပါ။ အမျက်ဒေါသထွက်လွဲတဲ့စိတ်ဆွဲတွေကတကယ်တော့ငငယ်တုန်းကတွေးကြုံခဲ့ရတဲ့စိတ်အကြောင်းမတင်မြတ်မှုတွေရဲ့လောင်းရိပ်တွေဖြစ်ပါတယ်။အဲဒီစိတ်ဆွဲလောင်းရိပ်တွေကဖြစ်ချင်တော့မိဘတွေကြောင့်ရခဲ့တာဖြစ်ပြီးမရည်ပဲထားတဲ့စိတ်အခမ်းမတင်မှုကြောင့်ဖြစ်သွားကြတဲ့စိတ်ခံစားချက်ကိုဆက်မှုကြောင့်ပါ။အမျက်ဒေါသလိုပဲအလိုမကျစိတ်၊ဂျင်းများစိတ်၊စိတ်ပြက်လွယ်မှုစသဖြင့်မကောင်းစိတ်ရောကောင်းစိတ်တွေအားလုံးဟာမျိုးရိုးအစဉ်ဆက်ကိုဆက်ခံခဲ့ရတာတွေဖြစ်သလို့ ငယ်ဘဝကနေကြည်ပင်ကြရသမျှလူနေမှုဘဝလူမှုပတ်ဝန်းကျင်ရဲ့တည်ရောက်မှုတွေအကြောင်းဖြစ်ပါတယ်။ဒါကြောင့်ဘာရီပဲဖြစ်လာဖြစ်လာအစိုးတွေကိုစိတ်ခံစားချက်ရှည်တန်းတင်ပြီးဓာတ်ရိုက်ခံယူလိုက်တာမျိုးမလုပ်ပါနဲ့။ပါထုတ်လိုက်ပါစိတ်ပြောင်းစိတ်လွှဲလိုက်ပါ။စိတ်တို့စိတ်ပြတ်သွားရင်စိတ်အာယုံထွေပြားသွားပြီးအာယုံဆိုင်လို့မရပဲဖြစ်တတ်ပါတယ်။စိတ်ခံစားချက်ဟာအင်မတန်မှတည်ရောက်မှုအားကြီးပါတယ်။ စိတ်ခုသွားလို့ရှေးဆံမရတဲ့အခိုက်အတန့်တွေလူတိုင်းကြုံမှုမှာပါစိတ်မတူးမတန့်ဖြစ်သွားရုံလောက်နဲ့တည်းတန်ရှင်းလက်ဆက်တဲ့အစာအတောက်ကိုယ်တော်ခါခါတိတိငင်းပယ်ခြင်းစိတ်ပေါက်လွယ်သလိုပါပဲစိတ်ခံစားချက်ကိုလွယ်လင်းတကူမဖြစ်ပါစေနဲ့အတတ်နိုင်ဆုံးချုပ်တီးပါ ထိန်ခုတ်ပါပဲ့ပြင်ပါ ပြုပြင်ပါ ပြောင်းလဲပါဂိုင်းတွေပါစိတ်ကိုထိန်းနိုင်အောင်သာစူးစမ်းပါစိတ်ရဲ့ကြိုးကမ်းမှုအောက်မရောက်ပါစေနဲ့ စိတ်ခံစားချက်ရဲ့ခိုင်းစဉ်မှုနောက်လိုက်ပါသွားရင် အမားကြီးမှပြီးအကျိုးနဲ့ပါလိမ့်မယ်။အချိန်အဝါရှိသူတွေဟာစိတ်အလိုဆန္ဒနဲ့စိတ်ခံစားချက်တွေကိုအကောင်းဆုံးပြုပြင်ထားနိုင်ကြတယ်။အဲဒီလိုပဲစိတ်ခံစားချက်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီးအကျိုးအမြတ်ထွက်အောင်ပေါ်ထုတ်နိုင်ကြပါသေးတယ်။ကိုယ်စိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်ရင်ကြည်လင်ရှင်းတဲ့အသည်နဲ့အချိန်အဝါကစားပွဲကိုအနိုင်ရအောင်တိုက်ခိုက်ရှင်ပြိုင်နိုင်ပါလိမ့်မယ်။အထူးမှတ်ထားဖို့က ဘာပဲဖြစ်ဖြစ်မတူညီတဲ့ရှူတောင်းတဲ့အရင်ကြည့်ပြီးအသေးနဲ့သတိမြဲအောင်ထားပါ တုံ့ပြန်လိုက်မယ့်အစားအခြေအနေတိုင်းကနေအမြတ်ထုံနိုင်အောင် အခွင့်ကောင်းရှာပါရန်သူရဲ့ရွှေကွက်ကြောင့်စိတ်ခံစားချက်တွေထွေပြားခံလိုက်မယ့်အစားရန်သူကိုတံပြန်သဘောနဲ့တုံ့ပြန်ပြီးရန်သူရဲ့စိတ်ကိုစွာပေးပါဒါမှ ကိုကျိုးအမြတ်ထုံလို့ရမှာဖြစ်ပါရင်အေရီ300စုအုံပြီတော်စစ်ပွဲကြီးရဲ့ရေချင်အမြင့်ဆုံးတိုက်ပွဲကြီးတစ်ခုမှာ ဝေနိုင်ငံပြည့်ရှင်ဖြစ်လာမယ့်ဝေမြို့သားကြီးချောင်ချောင်ရဲ့စစ်မှတ်အရေးရာအကြံပေးတွေကအရေးပေါ်သတင်းတစ်ရပ်တင်ပြလာပါတယ်။ချောင်ချောင်ရဲ့စစ်သူကြီးအချို့ကရန်သူတွေနဲ့ပူးပေါင်းကြံစီထားကြအောင်အချက်အလက်သက်သေအထောက်အထားတွေတင်ပြလိုက်ပြီးနိုင်ငံတော်အပေါ်သစ္စာဖောက်ဖျက်မှုနဲ့တခါရေးကုန်မြတ်ဖို့တရားမျှတမှုကိုပေါ်ဆောင်ပါကြောင်းတင်ပြလျှောက်ထားကြပါတယ်။ချောင်ချောင်ကအမျက်ဒေါသထွက်တာမျိုးမရှိပဲဆိုင်ယာတက်တဲ့အထောက်အထားအဆုံယူလာဖို့စေခိုင်းလိုက်ပါတယ်။ တတိအချာလက်တွေဆုံလင်သွားတဲ့အခါမှာဘယ်သူမှမထင်မှတ်ထားတဲ့အလုပ်ကိုလုပ်လိုက်ပါရီချောင်းချောင်းကိုယ်တိုင်းတတိတွေအားလုံးကိုအကြံပေးတွေရှေ့မီရှိုးလိုက်ပါရီစစ်မှတ်ရေးရအကြံပေးတွေအားလုံးတန်းအတော်ဖြစ်သွားပြီးချောင်းချောင်းရဲ့လုံရမာရင်ချောင်းဝေဖန်ပြောဆိုကြရီတရားမျှတမှုနဲ့စီရေးတော်ပြည်မြောက်မှုမှာဒိုင်ပွဲအနိုင်ရရှိရေးကအချိန်ခါရအရေးပေါ်ကြီးတဲ့အတွက်တစ္ဆပောက်တွေကိုအတုံးချလို့ရသေးသလောက်အတုံးချရမှာဖြစ်တယ်လို့ အဲ့ဒီစေတူကြီးတွေရဲ့လက်အောက်ကစစ်တီတပ်သားတွေရဲ့ယုံကြည်မှုတပ်သွင်းတည်ဆောက်ခံယူမှုတွေကိုမပြတ်မစီမယုံယွင်းစေပဲစစ်အောင်ရေးအတွက်ဦးစားပေးရမှာဖြစ်ကြောင်းအကျိုးအကြောင်းရှင်းပြလိုက်တော့မှအကြံပေးတွေအားလုံးဟာချောင်ချောင်ရဲ့အမျိုးအမြင်ကြီးပုံကိုကြီးကျူးပြောဆိုကြပါရစေအမြတ်တော်သားဟာတွေးတော်ချင်းချိန်တိုင်းစွမ်းကိုပြည့်စည်စေတတ်ပါရစေအရှင်ယောဟာရှင့်မှုရဲ့အရင်အမြင့်ဖြစ်တဲ့မျောမြင်နိုင်စွမ်းကိုဘာအကြောင်းနဲ့မှမပြတ်စည်မယုံယွင်းပါစေနဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်ဂိုင်းထွေနိုင်အောင်အထူးလေ့ကျင့်ပါကိုယ်စိတ်ခံစားချက်ကိုဘာအကြောင်းနဲ့မှ မပြတ်စည်းမယိုရင်ပါစေနဲ့စိတ်ကိုအောင်နိုင်ခြင်းဟာအချိန်အဝါကိုလက်ဝဲရခြင်းပဲဖြစ်တယ်။ရန်သူရဲ့စိတ်ကိုမြင်အောင်ကြည့်ပါ အမှုအရာတွေကနေတဆင့်အခဲခတ်ပါ သူတို့ရဲ့စိတ်မလုံခြုံမှုကိုနှီးပေါင်းစုံသုံးမိတိုက်ခိုက်ပါအားနေချက်ကိုအခွင့်ကောင်းယူပြီးထိထိရောက်ရောက်အပိုင်းကြံပါအခြေအနေတိုင်းကနေအကျိုးထွက်အောင်အမြတ်ထုတ်ပါ မကောင်းတာပဲဖြစ်လာပါစေအကြောင်းအကျိုးကို စီလျော်အောင်မျောမြင်သွေးခေါ်ပြီးကိုယ်အတွက်အခွင့်သာအောင်ပြောင်းလဲနိုင်စွမ်းရှိပါစေ။တည်ငြိမ်တဲ့ရန်သူရဲ့ရွှေကွက်ကို ခံမရခဲ့ပါရည်။ရွေလျားမှုမရှိရင်လှုပ်ရှားမှုကိုမန်းဆလို့မရပါဘူး။ဒါပေမဲ့ငြိမ်သက်မှုမရှိပဲရွာစီထိုးနေရင်တော့ငါးဖွဲ့ရငါးစားချသလိုကြိုက်တဲ့အမျက်ထုတ်ယူနိုင်ပါလိမ့်မယ်။ရေကိုမှွေနှောက်လိုက်မှငါးရီထလာပါလိမ့်မယ်။ပိုက်သာချဖို့ပြင်ဆင်ထားပါ။ ကိုရံဘက်ကဒေါသထွက်လွယ်သူဖြစ်နေခဲ့ပြီးအချိန်ပြည့်အမျက်ထွက်အောင်အကြောင်းဖတ်ပါသူတို့ရဲ့စိတ်ကစားချက်တွေစူဖွဲ့နေအောင်အမြဲမိထိုးပါ ပြဿနာတစ်ခုကို နောက်ပရိပခါရီနဲ့ဆင်ပေးပါ အခြေအနေတည်ငြိမ်ခွင့်လုံးဝမပေးပါနဲ့မူဝေနေတဲ့သူကိုအလဲထိုးဖို့မခက်ပါဘူးရဲရိုင်းနေမှာတော့တွန်းလိုက်ယုံနဲ့လဲကျသွားပါလိမ့်မယ်အခုတင်ဆက်ပေးသွားခဲ့တာကတော့ နေဥပဒေသား39ဘာနဲ့စွာအကွက်ချကြံပါဆိုတဲ့နေဥပဒေသားလေးပဲဖြစ်ပါရခင်ဗျာဒီနေဥပဒေသားလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့လောကကြီးမှာကိစ္စတစ်ခုခုကိုမဆုံးဖြတ်ခင်နိုင်အမြတ်သောသားကိုရှေ့တန်းမတင်ဖို့ကဘလောက်ထိအရေးပါရဆိုတာကိုလေ့လာခဲ့ကြရမယ်လို့ယူဆပါရခင်ဗျာနောက်တစ်ပတ်မှလည်းနေဥပဒေသား40အလကားဆိုရိုင်းမမတ်နဲ့ဆိုရဲနေဥပဒေသားလေးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မိကြပါအောင်ခင်ဗျာ